ယနေ့ရန်ကုန်မြို့နယ်ပုံတင်ဆောင်ကဥစားတင်ဆက်မဲ့တင်ကတော့ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်စည်ရပြအခမ်းအနားတွင်မြန်မာတပ်မတော်မှပထမဆုံးအကြိမ်ပါဝင်ချီတက်တဲ့တင်ဖြစ်ပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့ရှိရှင်ပြင်းနေတွင်မေလကိုရင်းနှီးပိုင်းကကျင်းပတဲ့1940-1945မဟာမျိုးကြီးစစ်ပွဲကြီးအောင်ပွဲ260ပြည့်အထိမ်းအမှန်စစ်ရေးပြားခန်းနာကို29ဥက္ကဋ္ဌနှင့်မြန်မာအစိုးရကိုယ်စားလှယ်ဖော်ဝင်များတရုတ်ကြပါသည်အခမ်းအနားတွင်ရုရှားတမရိုစီးတပ်ဦးစီးချုပ်ဦးဆောင်နှင့်နိုင်ငံတကာမှစစ်ရေးပြတပ်ဖွဲ့များပါဝင်တဲ့စစ်ရေးပြတပ်ဖွဲ့များကစစ်သည်နာပတိချုပ်အားလမ်းလျှောက်ချီတက်အလေးပြုခြင်း တင့်တန်ချက်ကအမြောင်းလေးချောင်းရန်မဟာပြူအမြောင်းတိုက်ချင်းပြေဒုံတက်ဖွဲစားရရန်နေရတက်ဖွဲများမှခြိတက်အလေးပြုခြင်းနဲ့လေတက်မှလေရင်များဖြင့်ပြန်တက်အလေးပြုခြင်းများပြုလုပ်ကြပါသည်ယခုနှစ်ကျင်ပါတဲ့1941 1945မဟာမျိုးချင်းစစ်ပွဲကြီးအောင်ပွဲ20ပြည့်အထိအမှန်စစ်ရေးပြအခမ်းအနားတွင်မြန်မာနိုင်ငံမှစစ်ရေးပြတပ်ဖွဲ့ဝင်များဟာလည်းအခြားနိုင်ငံများမှစစ်ရေးပြတပ်ဖွဲ့ဝင်များနဲ့အတူပထမအဦးဆုံးအချိန်ဖြစ်ပါဝင်ချီတက်ကြကြောင်းသိရပါတယ်။ ကျင်းပပြုလုပ်တဲ့1940 1945မဟာမျိုးချင်းစစ်ပွဲကြီးအောင်ပွဲ180ပြည့်အထင်အမှန်စီရေးပြအခမ်းအနားနဲ့ဆက်ဆက်အခမ်းအနားများတို့တရုတ်စင်နတ်ဆက်ကောက်ကထနိုင်ငံတော်ဝင်ကြီးချုပ်ဟာတရုတ်လာကြတဲ့နိုင်ငံတကာမှအကြီးအကဲများ တာဝန်ရှိသူများနဲ့ရှင်းနေနေတွေ့ဆုံလို့ဆက်ကြပြီးနိုင်ငံအချင်းချင်းသတမန်ဆက်ဆံရေးချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တေးဆိုင်ရာများကိုအပြန်အလှန်ဆွေးနွေးကြကြောင်းသိရပါရရှင် ဆလတ်တင်စမဲတဲ့ငါတော့ပြည်တော်စုဝင်ကြီးဂျပန်တော်ထောင်2024ခုနှစ်အတွက်အကောင်းဆုံးအခစားဆွမ်းဆောင်ရေးစုများကြီးမင်းတဲ့တင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့်မြန်မာနိုင်ငံအခွင့်အရေးမီဒီယာများအဖွဲ့အစည်းတို့ပူးပေါင်းခဲ့ပါသော2024ခုနှစ်အတွက်အကောင်းဆုံးအခစားသမားအမျိုးသားအမျိုးသမီးစွမ်းဆောင်ရည်အကောင်းဆုံးအခစားအဖွဲ့ချုပ်အကောင်းဆုံးအုပ်ချုပ်သူနှိပြစုများချင်းမြင်ပွဲအခမ်းအနားကိုမေလာရှိရဲ့နနက်9နာရီခွဲကရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းမြို့နယ်စိုက်ကစားအခစားခွင့်ရှိပြည်အောင်စုခံမောင်ရင်ချစ်ပါရမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအခစားနှင့်လူငယ်ရှိရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဂျပန်တို့ထောင် ရောက်ခွန်ပြုမှစကားပြောကြကြောင်းသိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံအာကစားမီဒီယာများအဖွဲ့ချုပ်ကထာဦးညံထွန်းက2024ခုနှစ်အတွက်အကောင်စွာကစားသမားစုများရွေးချယ်ခဲ့မှုများမြန်မာနိုင်ငံအာကစားမီဒီယာများအဖွဲ့ချုပ်ရဲ့လုပ်ငန်းဆောင်ရွက်နေမှုများနဲ့ရှေ့ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းစီများအားရှင်းလင်းတင်ပြပြီး2024ခုနှစ်အတွက်အကောင်စွာကစားသမားများအုပ်ချုပ်သူနှိပြများနဲ့အာကစားအဖွဲ့ချုပ်တို့ရဲ့စွမ်းဆောင်ခဲ့မှုမှတ်တမ်းကိုဗီဒီယိုကလစ်ဖြင့်ပြသပါရစေ။ အဒီနာပြည်တော်စုဝင်ကြီးက2024ခုနှစ်အတွက်အကောင်ဆုံးအမျိုးသားကစားသမားဆုရရှိသောရေထုံနောင်ကာယဗလာအောင်ဂုံပြူလက်မှတ်နဲ့ဂုံပြူဆွေဝေချက်သိန်း20ကိုချီးမြှင့်ပေးရပြီး2025ခုနှစ်ဩဂတ်လတွင်တရုတ်ပြည်သူသမရနိုင်ငံချန်တူးမြို့မှကျင်းပပြုလုပ်မယ် World Games ပြိုင်ပွဲသို့တွားရောက်ရှင်ပြိုင်မယ်မြမလီတော်အခစားအဖွဲ့အသွာအပြင်လေရင်ခရီးစီးအတွက်ဝေချက်သိန်း350ကို Trusty Pay Company မှ ပေးရလူတန်းရပြည်တော်စုဝင်ကြီးကလက်ခံပါတယ် ဆက်လက်ပြီးမြို့တော်ဝန်ဦးဘိုထေခါ2024ခုနှစ်အတွက်အကောင်အဆုံးအမျိုးသမီးအကစားသမားဆူရရှိသောဝင်းဝင်းထွေးလေလော်အားခွန်ပြူလက်မှတ်နှင့်ခွန်ပြူစွန်ဝေးချက်သိန်း20ကို၎င်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေရောင်က2024ခုနှစ်အတွက်အကောင်ဆုံးအုပ်ချုပ်သူဆုရရှိသောဥတက်လွင်လှေလော်အားခုံပြူလက်မှတ်နဲ့ခုံပြူစင်ွေကျက်စဲသိန်းကို၎င်းရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသရေးရာဝန်ကြီးဦးစောချက်ကိုထူက2024ခုနှစ်အတွက်အကောင်ဆုံးနီးပြဆုရရှိသောဥဖုံမြင့်ဒေသလှေလော်အားခုံပြူလက်မှတ်နဲ့ခုံပြူစင်ွေကျက်စဲသိန်းနဲ့မြန်မာနိုင်ငံအကစားမီဒီယာများအဖွဲ့ချုပ်ကထာဦးညံထွန်းက2024ခုနှစ်အတွက်စွမ်းဆောင်ရည်အကောင်ဆုံးအကစား ာအဖွဲ့ချုပ်စုရရှိသောဥက္ကဋ္ဌဦးတောင်ထိုင်မင်းလှိလအဖွဲ့ချုပ်အားခွန်ပြုမတန်လောက်ကိုအတည်တည်ပေးခြင်းမြင်ပါတယ်။အဲဒီနောက်ကာယဗလာကစားသမမောင်ရဲထွန်းနောင်နဲ့မြန်မာနိုင်ငံလှိလအဖွဲ့ချုပ်ဥက္ကဋ္ဌဦးတောင်ထိုင်မင်းကကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပေးဖြစ်ပါတယ်။ နောက်ဆုံးနေ့ဆက်မဲ့တဲ့ရင်ကတော့2025ခုနှစ်ကမ္ဘာကျချင်းဒီနေ့အထိအမှန်အခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။မြန်မာနိုင်ငံကျချင်းဒီအသင်းမှကျင်းပသော2025ခုနှစ်ကမ္ဘာကျချင်းဒီနေ့အထိအမှန်အခမ်းအနားနဲ့ဂုံပြုစုချင်းမြင်စဉ်အခမ်းအနားကိုမေလာရှိရင်တဲ့9ရက်နေ့ကရန်ကုန်မြို့ရှိဝင်းဟန်ဂရန်ရန်ကုန်ဟိုတယ်ရင်ကျင်းပရာကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးပေါမောခါဒေါက်တာအေးထွန်းညွှန်ကြားရေးမှူးချုပ်များမြန်မာနိုင်ငံကျချင်းဒီအသင်းဥက္ကဋ္ဌပေါမောခါဒေါက်တာညွန်းညွန်းနဲ့အလို့အမှုဆောင်များ APP ဆိုင်ရာချက်ချင်းဒီကော်မတီ APP ဆိုင်ရာချက်ချင်းဒီနဲ့လာချန်းဒီအသင်းများဖက်ဒရေးရှင်းနဲ့မိဖက်အမျိုးသားချက်ချင်းဒီအသင်းများမှကိုယ်စားလှယ်များရန်ကုန်မြို့ရှိတန်ယုံများမှတန်အမတ်ကြီးများနဲ့တာဝန်ရှိသူများအလူရှင်များနဲ့ဖေးစားထားသူများချက်ချင်းဒီစေတနာလုပ်ဝါရှင်များတယောက်ကြောင့်ကြောင့်သိရပါတယ်ရှေဥစွာမန္တလေးငလျင်ဘေးတင်ပြည်သူများအတွက်ဝယ်နေခြင်းအထိမ့်မဲ့အဖြစ်အခမ်းအနားတက်ရောက်လာသူများဟာတမင်းနေညီတဲ့ကြပါတယ်။ အဒီနာကျမ်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးပေါမောက်ခဒေါက်တာအေထွန်းကကမ္ဘာ့ချက်ချင်းဤနေအထင်အမှတ်ကွန်ပျူအမစကပြောကြားပြီးမြန်မာနိုင်ငံချက်ချင်းဤအသင်းယောဂထားပေါမောက်ခဒေါက်တာမျိုးညွန်းကနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။အဒီနာကမ္ဘာ့ချက်ချင်းဤနေအထင်အမှတ်မှတ်တမ်းဗီဒီယိုကိုပြသပြီးဒုတိယဝန်ကြီးနဲ့အခမ်းအနားသို့တက်ရောက်လာသူများဟာကမ္ဘာ့ချက်ချင်းဤနေအထင်အမှတ်ပြကန်းကိုကြည့်ရှုကြပါတယ်။အခမ်းအနားဒုတိယပိုင်းတွင်အပြည့်ပြည့်ဆိုင်ရာချက်ချင်းဤနေလာချန်းဤအသင်းများဖက်ဒရေးရှင်း မဌာနေကိုစလဲမစ်နာရီယာခရိုဝါနဲ့အပီပီဆိုင်ရာချက်ချီနီကော်မတီမှဌာနေကိုစလဲမစ္စတာအန်ဟာဒီဘေကော့ဖ်တို့ကခုန်ပြူမှာစကားပြောကြကြပါတယ် အဲ့ဒီနောက်အကျဉ်းတရားနဲ့အထက်သွေးလူရှင်များနဲ့လူမှုအထူးကျေးဇူးရရှိသူများအသက်65နှစ်ပြည့်ကျန်းစီနေသူနာပြုတပ်ဖွဲ့များလုံသက်30နှစ်ပြည့်နဲ့လုံသက်65နှစ်ပြည့်ကျန်းစီနေသူနာပြုတပ်ဖွဲ့များအားခုံပြုစုနဲ့ဂုံထူးဆောင်တစိမ့်များကိုပေးရချင်းမြေကြောင်းတည်ရပါရရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပဲဖြစ်ပါတယ်